အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်စစ်ကြောင်းဖားကန့်လုံကင်းဘက်ကိုဝင်ရောက်လာတဲ့ရုပ်တံကိုမျှဝေပေးလိုက်ပါတယ်

စ်ကောင်စီတပ်မှစစ်သားများကြောက်ရွံ့နေပြီးစစ်မတိုက်ရဲတော်ဟု KNLA ထံသို့အလင်းဝင်လာသူစစ်မှုထမ်းတပ်သားတင်များပြောဆိုအကြမ်းဖက်စစ်ကောင်စီတပ်မှစစ်သားများကြောက်ရွံ့နေပြီးစစ်မတိုက်ရဲတော်ကြောင့် KNLA ထံသို့အလင်းဝင်လာသူစစ်မှုထမ်းတပ်သားတင်များပြောဆိုလိုက်ပြီးပဲခူးတိုင်းရွှေတောင်မြို့နယ်တမန်ကုန်းရွာအုပ်ချုပ်ရေးမှုကိုတပ်ဖြတ်ခဲ့သောစစ်မှုထမ်းတပ်သားတအုပ်အပါအဝင်ပေါ်တာဆွဲဖန်းစီခံရသူ၃ဦးသည်စစ်ကောင်စီ၏အောင်စီရစစ်စင်ရေးမှထွက်ပြေး၍ KNAA ထံအလင်းဝင်ရောက်ခဲ့ကြောင်းသိရသည့်အောင်စီရစစ်ကြောင်းမှထွက်ပြေးလွတ်မြောက်လာသည့်တမ55လက်အောက်ခံခမရ910တက်ရင်မှစစ်မှုထံတသားတကိုခန့်ဝင်နိုင်သည်ရွှေတောင်မြို့နယ်တမန်ကုန်းကျေးရွာအုပ်ချုပ်ရေးမှုကိုတက်ဖြတ်ပြီးအကြမ်းဖက်စစ်တပ်ထဲဝင်ရောက်ခဲ့ပြီးရင်းအစိုးရစစ်ကောင်စီတပ်ဖွဲ့ဝင်များမှစစ်မတိုက်ရဲတော်ပဲကြောက်လန့်နေကြကြောင်းကင်းဤပြောဆိုချက်အရသိရှိရသည့်ဒီကောင်တွေကိုဘလို့မြင်လဲဆိုရင်ဒီကောင်တွေကလိန်ငတ်ချစ်တွေပေါ့ အခုတမျိုးဆိုလို့ရှိရင်နောက်ကျရင်တမျိုးဖြစ်သွားတဲ့ဒီကောင်တွေမှာနေတိုင်းလူလူကလိန်ကကြင်ညံတွေနဲ့နေတိုင်းလူလူကြံစီနေကြတာဘလို့လို့ရင်ဘလို့ကလိန်ကကြစ်လို့မလဲဒီကောင်တွေတိုက်ဖို့အစီအစဉ်မရှိဘူးဒီကောင်တွေကြောက်ရွံ့နေတာပဲရှိတယ် ဒါပေမဲ့ဒီရှိက꽌တက်စိတ်တွေမှာတိုက်နေတဲ့လူတွေကိုဒီကောင်တွေကတိုက်ရဲတာမဟုတ်ဘူးကျွန်တော်တို့ပြင်ပြင်းနယ်မှာရှိနေတဲ့ရွာကိုမိရှုဖို့ပဲလက်လက်ကြီးပြစ်လို့ရှိရင်ရှေ့꽌တက်စိတ်မှာနေတဲ့လူတွေနောက်ကိုပြန်လာလိမ့်မယ်လို့သူတို့တွေကအဲ့ဒီလိုအစီအစဉ်ဆွဲနေတာပဲရှိတယ်ဟု အလင်းဝင်လာသူစစ်မှုထမ်းတပ်သားတစ်ကိုခန့်ဝင်းနိုင်က ပြောဆိုသည်အလင်းဝင်လာသူစစ်မှုထမ်းတပ်သားတစ်ကိုခန့်ဝင်းနိုင်က ရွှေတောင်မြို့နယ်တမန်ကုန်းကျေးရွာအုပ်ချုပ်ရေးမှုကိုကျေးရွာတွင်ရှိလူငယ်များကိုစစ်မှုထမ်းကျေးဟုဆိုကလစဉ်ငွေကျပ်3000လုံးချင်းချောက်တောင်းခံနေသဖြင့်တပ်ဖြတ်ခဲ့ကြောင်းစစ်မှုထမ်းတပ်သားတစ်ကိုခန့်ဝင်းနိုင်က KNLA ထံတွင်ဝန်ခံပြောဆိုထားသည်ရွှေတောင်မြို့နယ်တမန်ကုန်းကျေးရွာမှာ အုတ်ကြီးကိုတက်ပြီးတော့ရှောင်းလဲခဲ့ပါတယ်။ရှောင်းလဲပြီးတော့လုံးဝရှောင်းလဲလို့မရတဲ့နောက်ဆုံးမှာတက်သေးကိုကျွန်တော်ဝင်လိုက်ပါတယ်။ဒီအုတ်ကြီးကိုတက်ရတဲ့အကြောင်းရင်းကတမန်ကုန်းကြီးရွာမှာတအိမ်တဆင်ပတ်စံတွေလိုက်ောက်ပြီးတော့ စစ်ကောင်စီတဲ့မဝင်ကြလို့ရှိရင်တအိမ်ကို2000ခွဲ3000လိုက်ကောက်နေတဲ့အချိန်မှာလုံးဝအဆင်မပြေတဲ့နောက်ဆုံးမှာသူ့ကိုတပ်ပစ်ခဲ့ရတာပါကျွန်တော်ကိုရန်ကုန်တိုင်းဒေသကြီးအောင်မင်္ဂလာဝေးပြေးမှာပဲကျွန်တော်ကိုဖမ်းမိခဲ့တာပဲဖမ်းမိခဲ့ပြီးတော့ကျွန်တော်တို့ကိုနေပြည်တော်ပို့ခဲ့ပါတယ်နေပြည်တော်ကနေတဆင့်မကွေးကိုပို့ခဲ့ပါတယ်မကွေးကနေတဆင့်ဟိုဘုံတင်တန်းကျောင်းကိုပို့ခဲ့ပါတယ်ဟိုဘုံတင်တန်းကျောင်းပြီးတဲ့အခါမှာတီချင်း900ဆက်တက်ရင်ကိုပို့ခဲ့ပါတယ်900ဆက်တက်ရင်မှာ 30ရက်လောက်နေခဲ့ပြီးကျွန်တော်တို့ရှေ့တန်းကိုထွက်လာခဲ့ပါတယ်။အောင်စရာစစ်ကြောင်းနယ်ပဲပို့ခဲ့တာပါဟုစစ်မှုထမ်းတပ်သားတစ်ကိုခန့်ဝင်းနိုင်ကပြောဆိုသည်။အလားတူအောင်စရာစစ်စင်ရေးမှထွက်ပြေးလွတ်မြောက်လာသည့်စကခ10နှစ်လက်အောက်ခံခမရ305 35တက်ရင်မှစစ်မှုထမ်းတပ်သားတစ်ကိုတိုင်ဦးတည်လေကျုံစုမျိုးနဲ့စကန်းတကြီးရွာမှမြင်းမျိုးတို့အလုလာလုံရန်တွားရောက်စဉ်ထန်ဆာတမားတအူကအလုပေးမိဟုဆိုပြီးပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည် ထို့သောပေါ်ဒါဆွဲဖန်းစီပြီးနောက်မိုးယွန်းကြီးတင်တန်းကြောင့်အမှတ်လေးတက်မတော်တန်းမြင့်လေးကျင့်ရေးကြောင့်သူပို့ဆောင်ကထိုမှတဆင့်ခမရ305 35တက်ရင်သူပို့ဆောင်ခဲ့ကြောင်းမိခင်တက်ရင်တွင်လန်ခင်းချင်းများတက်တွင် လုံကြုံရေးများလှုပ်ဆောင်ခိုင်းပြီးကနောက်ရှီတန်းသူပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်